ဒီနေ့ဂျွန်လ6ရက်နေ့အတွက် People's Win ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အမျိုးသားညညရဲ့ဆိုရအန်ယူဂျီထင်းချုပ်ထားတဲ့သခိုင်းတိုင်းဗမာမျိုးကပြည်တော်စုအထူးတရံဇာတာအဖွဲ့ဟောင်းအလွဲသုံးစားပြုလုပ်နေတဲ့ဆိုတဲ့အတိုင်းတန်းချက်တွေကြောင့်ဖန်စီထင်းသိမ့်လိုက်တယ်လို့အန်ယူဂျီဝန်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်က People's Win ကိုအတည်ပြုပါရရှင်။ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့မှာကျင်းပတဲ့တရား၁၃ချိန်မြောက်အပြည့်ပြည့်ဆိုင်ရာအလို့သမားရေးရညီလာခံ ILO မှာမြန်မာစစ်ကောင်စီကိုအရေးယူဖို့ဆုံးဖြတ်ချက်ချခဲ့တာဟာ မြန်မာပြည်သူတွေရဲ့အောင်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကမနေ့ညပိုင်းကထုတ်ပြန်ပါတယ်မြန်မာစစ်ကောင်စီရဲ့ပေါ်ဘယ်လိုပုံဘယ်လိုနည်းနဲ့အရေးယူမလဲဆိုတဲ့အသေးစိတ်ချက်လက်တွေကို ILO ညီလာခံမှာဆက်လက်ဆွေးနွေးနေကြဆဲဖြစ်တယ်လို့သိရပါတယ်ရှင်ပြည်တွင်းရွှေဈေးတစ်ကြက်သာ88သိန်းသာကတ်လာပြီးဒေါ်လာဈေးလည်းညှက်တက်လာနေတယ်လို့ရွှေနဲ့ငွေဈေးကွက်မှာအယောင်အဝယ်ပြုလုပ်နေသူတို့ချို့ကပြောပြပါတယ်ဒီနေ့ဒေါ်လာ6ရက်မနက်ပိုင်းပြင်ပရွှေဈေးကွက်အရ16ပဲရည်တစ်ကြက်သာရောင်းဈေး 58သိန်း7000ကျပ်နဲ့15ဘက်ရည်တစ်ကျပ်သားရောင်းစေး83သိန်း6000ဝန်းကျင်ရှိလာပါတယ်။ဒေါ်လာငွေလဲနှုန်းဟာလည်း1ဒေါ်လာကိုဝယ်ဈေး4400ကျပ်နဲ့ရောင်းစေး4430ကျပ်ရှိနေပါတယ်ရှင်။စကိုင်းတိုင်းပလဲမြွတ်နယ်ပလဲကန်ကောလမ်းပိုင်းကကန်တော့စကန်ကိုဂျွန်လာ2ရက်မှာဒေသတွင်ဒေါ်လာရေးတက်တွေကတိုက်ခိုက်နေပြီး9ရက်ကြာတဲ့အထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေစေလို့သိရပါတယ်ရှင်။